မြန်မာနဝချင်းတွေကိုအစစ်တဆိုင်အားပေးနာဆင်နေကြတော့ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပြည်လောကနဲ့ဂမေရဇလာကောင်းလေးတွေကိုနေ့စီရွေးချစ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပြည်သက်များနားဆင်ရမယ့်ဇလာလေးကစိုင်းဆရာနောင်ယိုစေးရေးသားထားတဲ့နက္ခတ်ရှင်စောရနဲ့အိမ်မက်တရာအမျိုးတီဇလာအပိုင်ခုနှစ်ကိုပြည်သက်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ကိုကျော်ကဘယ်လိုသိတာလဲ။ ကျင်ဝင်စီကနေတည်ရတာပေါ့ကွာကျင်ဝင်နဲ့ကိုကျော်ကရန်သူတွေမဟုတ်ဘူးလားရန်သူတော့ရန်သူပဲကွာဒါမဲ့အခုငါတို့ကမျက်နှာစာတစ်ခုထဲမှာရက်နေတဲ့ရန်သူတွေဖြစ်သွားပြီဘလို့ပြောချင်တာလဲဗျာမင်းတို့ဌာပနာကြီးအတွက်ပေါ့ငချမ်းရငါမင်းသားလျောင်ရှင်းပြပါမယ်ဌာပနာကြီးအတွက်ကိုငါစုံစမ်းတဲ့အခါမှာသူ့လိုကိုပတ်သားအဖြစ်အယောင်ပြောင်းရတယ်ငါလည်းလူချင်းနေတဲ့သူပေါ့ကွာအဲ့လိုကနေငါစုံစမ်းရတယ် ဒီလိုပဲတစ်ဖက်မှာလည်းလူကြီးနဲ့သူတွေကဆုံဆန်းကြတယ်ကွကျင်ဝမ်လည်းဒီထဲမှာပါတယ်ဟုတ်လားအေးကျင်ဝမ်ကငါ့ကိုအရင်ကမ်းလှမ်းလာတာဘာကြောင့်လဲဆိုတော့အရင်တခါငါတို့ပါတော့ကိုထွားကိုသူကတိတ်သဘောကျသွားတယ်ဒါကြောင့်ငါတို့နဲ့ပူးပေါင်းမယ်ပေါ့ကွာဒီကိစ္စကပေးချောင်းစိမ့်မဲ့အလားလာရှိနေတာကိုငကနာကိုင်းဖြစ်စေကိုလည်း तू ਆ သိထားတယ်ကွဒါပေမဲ့ဒီခဏမှ तू မသိတာကိုထွားဟာဒီဌာမနာငမောက်ကြီးရဲ့ဖိုက်ရှိဆိုတာရဲ့ ငကနဲ့ခိုင်းကိုဖြုတ်ခွဲလာတဲ့ငထွားဆိုတာရုပ်ကိုသူမသိဘူး။ဒါဆိုရင်တော့ဒီလူကြောက်ရောက်ဖားရဲ့လက်ဆောင်ဒီတစ်ချိန်ကောင်းကောင်းမြင်းဆန်ကြည့်ရတော့မှာပဲ။ငချမ်းရဲ့စကားကြောက်ကြော်မြင့်ဟခနဲ့ယူလိုက်တယ်။ပြီးတော့သူတို့နဲ့မုန်တီးပြာမက်တွေကအဓိကလက်ထောက်ချပြီးဖောက်စီတာကိုသိရတော့သူငါတို့ကိုပို့လို့ချင်လာတယ်ကွ။ပြောရင်ကွာငါတို့ချင်းရန်ဆောင်နေတဲ့အချိန်မှာမင်းနဲ့ဖြူရီကရောက်လာတော့သူ့အတွက်လည်းရန်သူငါအတွက်လည်းရန်သူလို့သတ်မှတ်ထားတဲ့ရန်သူက သူ့အောင်ငါ့ကိုပူပေါင်းတိုက်ခိုက်ရင်ငါတို့အင်အားကြီးပြီးမြင်မြတ်အနိုင်ရမယ်ပေါ့ကွာ။အော်သဘောပေါက်ပြီ။အေးဟုတ်တယ်။ငါလည်းငါတို့အတွက်အကျိုးမယုံနိုင်တော့မို့အဓိကပြောရင်ကွာသူတို့အတုံးချလို့ရတဲ့အတွက်ကိုလက်ခံလိုက်တာပဲ။ညီနောင်ဗရမြငမောက်ကြီးဒီကိုရောက်မလာဘူးဆိုတော့ကျင်ဝံပေးတဲ့တဲ့မယ်။ငါချမ်းနှုတ်ဆက်ပြီးညီသက်ပါခဲ့တယ်။ကျုံမြင့်ရဲ့ပြောပုံတွေကအခုတစ်ခေါက်ဌာပနာအဖောက်ခံရခြင်းဟာ အရှိတခေါက်ကတွေထက်များစွာတာလုံပြီးတော့အခြေအနေစိုးရွားလာနိုင်တယ်။ဖောက်ထွေးတဲ့လူကိုလည်းငါကတိတ်ထားပြီးပြီ။မချက်ဆက်ခနဲ့ဖြစ်သွားခဲ့တယ်။သူအဓိကထွက်လာရတဲ့အကြောင်းအရဦးလေးဖုံးမောင်ကိုတပ်ဖြတ်တဲ့သူကိုလက်တော့ပြန်မို့ကအဓိကမဟုတ်လား။ဘယ်သူလဲကိုကျော်။အဲ့လွာဘယ်သူလဲ။ကျုပ်ကပြောပြစမ်းပါကိုကျော်။ငမောင်းနဲ့အဲ့ဒီကောင်ကနည်းနည်းရရကောင်မဟုတ်ဘူး။ ဒီတိမ်ဘက်ကနေတရှုပ်လောက်ဖို့တုံးနဲ့လောက်အသေးချလက်သက်ဝေးပြီးတော့မှလေ့ကျင့်ပေးထားခြင်းကိုခံရတဲ့ကောင်ဒီလိုကောင်တွေကသူတကာထက်လက်ဆောင်ထက်တာအလွန်များတယ်ငချမ်းခံမြုံးလုံးလို့တက်ခေါက်လိုက်မိတယ်ကျော်မရငချမ်းကိုကြည့်လို့ပိုကဲတာလုံးနဲ့အချောင်းတစ်ခုရှိမယ်လို့သိလိုက်ပြီငချမ်းကိုကျော်ကျုပ်ရုံကောင်မှာပဲရှိနေဦးမယ်တခုခုဆိုခမားစီကိုအရင်ဆက်တယ်မယ်ဟေးမင်းကငါ့စီမှာနေမှာမဟုတ်ဘူးလား ကျောက်ကလုံးလုံးလက်လက်လှောက်ရှားနေခြင်းတို့ပါ။သတင်းတွေအတွက်တော့ကျေးဇူးတင်ပါတယ်ကိုကျော်။ကျောက်ကိုခွင့်ပြုပါအောင်။ဟာငချက်။ကျော်မြင့်ဘလို့ပဲလှမ်းခေါ်ခေါ်ငချက်ကလှဲ့တော်မကြည့်။နေ့ရက်ခန့်အကြာမှာတော့ငထွားနဲ့စောကကျော်မြင့်ရဲ့အိတ်ကန်းစီကိုရောက်ရှိလာခဲ့တယ်။ကျော်မြင့်ကငထွားကိုသူ့စုံစမ်းလို့ရသမျှသတင်းတွေကိုပြောပြတယ်။ငထွားဟာစိတ်ခံစားချက်ကင်းမဲ့စွာနဲ့အသေးချာနားထောင်နေတယ်။စောကကတော့ငထွားရဲ့နဘေးစီမှာထန်ကုန်ကိုနောက်မီလို့ ကျော်ရဲစွာနဲ့ထိုင်ပြီးစောင်းလာတဲ့အုတ်ထုပ်ကိုမျက်နှာစီအုပ်ကမှီးနေတယ်။ငချက်လည်းဒီကိုရောက်လာသေးတယ်ကိုထွား။ငချက်ရောက်လာတယ်။ဟုတ်တယ်ကိုထွား။ကျုပ်တို့ကိုဒီမှာနေဖို့ခေါ်ထားပါသေးတယ်။ဒါပေမဲ့ तू ကတောင်းမရခဲ့ဘူး။ तू ရန်ကုန်မှာပဲရှိနေမယ်လို့တော့ပြောပါတယ်။တရင်းနေကို तू ယူသွားသေးလား။ယူသွားတယ်ကိုထွား။သူလာသွားတာဘလောက်ကြာပြီလဲ။နေ့ရက်လောက်ပဲရှိသေးတယ်။ကျောက်စီကသတင်းတွေတော့လာလာယူမယ်လို့ပြောတယ်။ ငါထွားခေါင်းကိုညှင်းလိုက်တယ်။ဒါနဲ့ဂျင်ဝမ်ကငါ့ကိုတွေ့ချင်နေဆိုတာကကောဂျင်ဝမ်ကအခုခရဲ့အတွက်ကိုထဲထဲဝင်ဝင်ပါဝင်ချင်နေတယ်။အဲ့ဒီတော့အစမ်းစကြီးတဲ့ကိုထွားကိုသူနဲ့အတူတူပူပေါင်းစီချင်နေတယ်။ငါ့ကိုလာပူပေါင်းပါလို့ပြောလိုက်ပါ။ဟုတ်ကဲ့ကိုထွား။ဒါနဲ့ဂျင်ဝမ်ကကောဘလို့ကြောင့်ဒီကိစ္စနဲ့ပါဝင်လာတယ်လို့မြင်ထင်လဲ။အမွားငမောက်ကြီးကိုသူလဲလိုချင်လို့ဆိုတာရှင်းနေတာပဲလေကိုထွား။တခြားအကြောင်းတော့ရှင်းမယ်ထင်တယ်။ တခြားသတင်းတွေကိုဘာထိုးချတာရှိသေးလဲငါစူးစိခိုင်းထားတဲ့အင်အားကရောအကုန်စုစည်းပြီးပြီလားစူးစိထားပြီကိုထွားအင်အား80လုံးကိုမြောက်ပိုင်းထဲမှာကျုပ်ထားထားတယ်ကောင်းတယ်တရင်ရတော့ငမောင်းကပစ္စည်းနဲ့အတူတူရန်ကုန်ကိုရောက်မလာသေးဘူးကျုပ်ထင်တော့ဒီကောင်တော့အားလုံးကဝါလိုက်နေကြပြီဆိုတာသိလိမ့်မယ်ဒါကြောင့်အနီးအနားတနေရရမှာပုံအောင်နေပြီးတော့သူ့မထွေးတွေလာမှပဲရုတ်တရက်ထွက်လာလိမ့်မယ်ထင်တယ် ဟိုဘက်ကကောင်းနေရရေလမ်းကြောင်းပဲဝင်လာမထင်နဲ့အမှန်မဲကိုတော့ရေလမ်းကြောင်းကသွားလာရလဲချုံမိတယ်ပြီးတော့လုံုံရင်အတွက်လဲစိတ်ချရတယ်ဒီကောင်းနေရန်ကုန်ကိုပဲဆိုက်လာမယ်ဆိုတာမင်းထင်မိသလားကျော်မြင့်ကျော်မြင့်ခေါင်းကိုညှိလိုက်တယ်ကျောက်စစ်ဘက်ဆိုင်ရာအတိတယောက်စီမှာမြေပေါ်သွားထောက်ကြည့်ပြီးသွားပြီရခိုင်ဘက်မှာလူမျိုးချတောင်းကျန်းသူ အရေးခင်ရှိနေတယ်အေယာဝတီဘက်မှာတရုတ်ဖြူတွေကိုစစ်တပ်ကနှိမ်နင်းနေတော့ တိတ်တဆိတ်ရောက်လာကြမဲ့ဒီကောက်နေကက်ကက်ဘွားမဖြစ်နိုင်တော့ဘူးဒါကြောင့်အဝင်လဲအထွက်လဲပြီးအနည်းဆုံးသွားလာလို့ရနိုင်တာရန်ကုန်မှာရှိတယ်ရန်ကုန်ကိုကြော်ပြီးမော်လမြိုင်ဘက်ကိုသွားဖို့ဆိုတာကလည်းမဖြစ်နိုင်ဘူးလေကုန်းနေလန်းကိုမတုံးနိုင်ဘူးလားအဲ့ဒါတော့ပို့လို့မဖြစ်နိုင်ဘူးလို့ဆိုရမယ်ကိုထွားဘာကြောင့်လဲဆိုတော့ဒုတိယတစ်ချိန်ထွက်ပေါ်လာတဲ့အမွားငမောက်ကြီးကိစ္စနေချင်းညချင်းကိုပဲတနည်းအားပြက်နှက်ထွက်လာတာဒါကြောင့်အလုံးအားလက်ဝယ်ရှိတဲ့ငမောက်ကို ရေးလက်မြေးလက်လိုက်နေကြတာဗျ။ဒါကြောင့်ရန်သူပက်ချလက်ဝိုင်းနေတဲ့နေရာတော့ဒီကောင်နေသုံးမှာမဟုတ်ဘူး။ဘလို့ပဲဖြစ်ဖြစ်ရှော့တွက်လို့တော့မရနိုင်အောင်။ဒီကောင်နေကငါတို့ထက်အုံနောက်ပြေးတယ်။ဘယ်ပြပြီးညာလန်းနာမျိုးဖြစ်နိုင်တယ်။ဟုတ်ကဲ့ကိုထွား။ဒီလိုလောက်ကွာ။အခုမြောက်ပိုင်းမှာဖျက်ချက်ထားတဲ့အင်အားစုတွေကိုရန်ကုန်အတွင်းကမြို့နယ်တွေတည်းစီနေရာစုံဖျက်ချက်လိုက်။ပြီးတော့အနီးတစ်ဝိုက်ကမြို့နယ်တွေကိုပါဖျက်လိုက်ချေ။လူဝင်လူထွက်တတိမှန်သမျှသူတို့အယယူခိုင်းကွာ။ လိုအပ်တဲ့ထောက်ပံ့မှုအတွက်ကိုရမုံငွေအဖြစ်စုဆောင်ထားတဲ့ဟာတွေကနေထုတ်ပြီးတော့မရပဲအားလုံးစီစီပေးလိုက်။ဟုတ်ကဲ့ကိုထွား။ကျုပ်အားလုံးလုံးလိုက်ပါမယ်။ငါထွားကဇဝဲစီရရင်နှုတ်ခုတ်ကိုယူပြီးတောက်လိုက်တယ်။စောအားဟာငကိုပုံအတိုင်းမေးဆက်နေစေ။ကိုထွားတို့နေဖို့ကျုပ်စီစဉ်ပေးထားတယ်။ငါရောက်နေတယ်ဆိုတာလူသိမခံချင်ဘူး။နေဖို့ထိုင်ဖို့ငါဘာသာပဲစီစဉ်လိုက်မယ်။ကျင်ဝဲနဲ့တွေ့ဖို့ကရော။အဲ့လိုရောက်လာတဲ့အခါငါရောက်လာခဲ့မယ်။ ဒီလိုပဲချင်းစုံလိုက်ကွာဟုတ်ကဲ့ကဲဒါဖြင့်ငါတို့သွားမယ်ကွာငါထွားဟာစောရကိုလှုံနှိုးကထားရလိုက်လေအိန်းကြီးကပြတ်ထွက်တဲ့အခါမှာတော့ကြော်မြင့်ကလိုက်ပို့တယ်ဒီတခါငါချမ်းရောက်လာရင်ငါတို့ရောက်နေပြီဆိုတာပြောပြီးပေးမင်းစီမှာပဲငါတို့နဲ့ပူပေါင်းမှုစောင့်နေဖို့တေချာပြောလိုက်ကွာဟုတ်ကဲ့ကိုထွားငါထွားနဲ့စောရအုတ်ထုပ်တွေကိုငါဆိုင်ဆောင်လို့ကြော်မြင့်ရဲ့အိန်းကြီးကနေပြန်လဲထွက်ခွာလာခဲ့တယ်ခုံမင်းတယောက်အခါအတွင်းထဲကိုဝင်လိုက်တာနဲ့ လေချင်းနေတဲ့အလဲရောက်နေရုတ်တရက်မှိတ်ကျသွားခဲ့တယ်။သူဟာဆရာဗီရဲ့အစိတ်သုံးစိတ်ဆက်သက်မှုကိုအဆက်သက်ခံနေတာ။အရှိမအစိတ်နှစ်စိတ်ကိုသူအောင်မြင်ခဲ့လိမ့်ပြီ။ပထမဆုံးအစိတ်ကတိုင်းပညာအဖြစ်ကျွဲကျင်အစိတ်လိုသတ်မှတ်ခံထားရတဲ့လက်နက်ကအယောက်20နဲ့တပြိုင်နက်တည်းတိုက်ခတ်ရလိမ့်တယ်။ခမင်းကဒီလူတွေကိုတနိုင်အတွေ့တိုက်ခိုက်ပြီးတော့အနာယူနိုင်ခဲ့တယ်။ဒူရီယာအစင်ဟာထောင်ကျောက်များဆင်ထားတဲ့အခန်းစီဝဲရေဆိုင်ဖြတ်တန်းရတယ်။ဒီခါကိုဖြတ်တန်းတဲ့အချိန်မှာ ခွန်မရဲ့လက်စီမှာဓာတ်တူတစ်ချောင်းတော့ကန်ဆောင်ခွင့်မရှိလက်ပလာနဲ့ဖြတ်တန်းရေဆိုင်ရတယ်။ခွန်မင်းကဒီခါကိုဖြတ်တန်းတဲ့အခါမှာသူ့စီကိုတရှိန်တို့တွုံးဝလာတဲ့မြားရံကိုဖမ်းလိုက်ဓာတ်ပြန်ကိုဖမ်းလိုက်နဲ့ဖမ်းပြီးတော့ကျန်တဲ့ယာတွေကိုခုခံရှင်းလင်းရလိမ့်တယ်။ဒီခါကိုလည်းအကောင်ဆုံးဖြတ်ကျော်နိုင်ခဲ့တယ်။အခုတော့သူဟာနောက်ဆုံးအခန်းစီကိုရောက်ရှိလာခဲ့ပြီ။အခန်းတွေဟာမြေအောက်စီဝဲတိဆောက်ထားတာဖြစ်ပြီးယခုဝင်လိုက်တဲ့အခန်းကခွန်မင်းဝင်လာကစားမှိတ်ပြနေတဲ့မီးအောင်ရှိနေတယ်။ ဒါပေမဲ့လည်းအခန်းအတွင်းထဲကိုရောက်ပြီးတဲ့အချိန်မှာတော့ဒီမေကရုတ်တရက်မှိန်ကျသွားခဲ့တယ်။ဒီအတွက်ကြောင့်ခမင်းကမျက်စိဝဲမဲကနေဖြစ်ပြီးဘာကူမှမမြင်ရ။ခမင်းကအမှောင်ရဲနေစီမှာအမတ်တည့်ရိပ်ရင်မျက်စိကိုကျဉ်းသားရအောင်ဖြေဖြုတ်ပြီးနေလိုက်တယ်။တငယ်အိမ်တွေကိုအသားရလက်နဲ့ကစားခြင်းကိုပြုတ်လိုက်တယ်။ဒီကရုတ်တရက်ခမင်းရဲ့ခန္ဓာကိုတစုံတစ်ယောက်ကပြစ်တိုက်တယ်လို့ခံစားလိုက်ရပြီးလွင်ငနေဖြစ်သွားတယ်။ခမင်းလူလဲပြီးထားလိုက်တယ်။ ဒီခိုင်နောက်တစ်ချိန်ထက်မှန်ကဝင်းရောက်တိုးတိုက်ခံရပြီးလွင့်စီရပြန်တယ်။လူတယောက်သာဖြစ်လိမ့်မယ်လို့ခမင်းတွေးလိုက်မိတယ်။နောက်တစ်ချိန်မှာတော့ခမင်းကမတ်တရက်တောက်ကိုမလုပ်တော့မစိုးတူးတောက်ထိုင်လဲအနေထားနဲ့မျက်စိစုံကိုမှိတ်ပြီးအချားအယုံကိုစိတ်ရဲ့အလုံးစုံစီနင်းမြုပ်ထားလိုက်တယ်။အချိန်နဲ့ပြေးဝင်လာတဲ့တိုးငင်းသောခြေတက်တစ်ခုဒီခြေတန်ရှင်ကကိုဖို့ခြေပညာကိုကျွဲ့ကျင်စွာအသုံးပြုထားတယ်။ခြေတန်ဟာသူ့နဲ့တဖြည်းဖြည်းနီးကပ်လာတယ်။ အချားအုံစီမှာတတူကိုလေတိုးတဲ့အတန်တဲတဲ့ကိုလည်းကြားမိလိမ့်တယ်။တဖက်လူကဒီစိမ့်မှာတော့လက်လက်ကိုကန်ဆောင်ပြီးတက်ခိုက်လာမယ်လို့ယူဆရတယ်။ခမင်းကအချားအုံစီကိုအယုံစူးဆိုင်နှိထားတဲ့အတွက်ကြောက်ရွံ့ပမာဖြစ်နေပြီးခြေတံကိုအချားအုံနဲ့ခံစားရကစိတ်ကမှန်းဆလို့တွက်ချက်နေလိုက်တယ်။စိမ့်မဲစီမှာလည်းလက်တကန်းအကွာကိုရောက်ပြီးလို့ယူဆလိုက်တဲ့အခါမှာတော့ခမင်းရုတ်တရက်လှုပ်ရှားတက်ခိုက်လိုက်လိမ့်တယ်။တဖက်ကသူ့ကိုထိထိမိမိထိုးနှက်တိုက်ခိုက်မိလိမ့်တယ်။ ဩကနဲ့ဩတန်နဲ့အတူအဲ့ဒီလိုနှင်းကြသွားခဲ့တယ်။တတူပြုတ်ကြတန်ကိုလည်းကြားလိုက်တယ်။ဩဟိတန်ကလူတယောက်ရဲ့ဩတန်မဟုတ်ခွန်မင်းလက်ဖြတ်မိတယ်။ပုံမလို့လည်းအာယုံစူးဆိုင်မိလေတယ်။ဒီခိုက်တစ်ဖက်လူဟာအာမန်အပြေးနဲ့ဩဟိပီပြေးလာခဲ့တယ်။ခွန်မင်းကခန္ဓာကိုယ်မှာရှိရှိသမျှတော့ခွန်အားတွေကို စုစည်းပြီး အကောင်းဆုံးတန်ကြန်တက်ခိုက်ဖို့ပြင်ဆင်လိုက်တယ်။ဂျောင်းနဲ့အတန်နဲ့အတူရုတ်တရက်လင်းပြသွားတဲ့အလင်းရောင်တွေမျက်ဝင်းနဲ့ချိန်ရှောက်သွားတာမို့ ခွန်မင်းလက်နဲ့ကားလိုက်မိတယ်လို့တစ်ဖက်ကလူကလည်းအနောက်စီကိုခုံကဆုပ်လိုက်တယ်။တစ်ဖက်ကသူ့ကိုမြင်မိပြီးခွန်မင်းအလွန်လက်ပြသွားခဲ့တယ်။တစ်ဖက်လူကလူသားတယောက်ပုံစံဆိုပေမဲ့လူစင်စစ်ကဟုတ်ပါလိမ့်စ။အဲ့ဒီလူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ခံရသလိုအမာရွတ်တွေအထက်ထက်ဖြစ်ပြီးတော့မျက်နာကလည်းရုပ်ပြက်စင်ပြက်ဖြစ်နေတယ်။ဒီလူကခွန်မင်းကိုကြည့်ကပါးရီကိုဖျက်လို့ဂါကနဲ့မှန်ဖြစ်ပြီးပါးရီကငမန်းဆွဲသူလို ဖြစ်နေတယ်။ဒီခါ CRV ရဲ့အတန်းက နေရည်ရစီရထွက်ပေါ်လာခဲ့တယ်။အဲ့ဒါဟိုးတချင်ကမြေရတိုက်ခိုက်ရေးလောကမှာတိတ်ကိုနာမည်ကြီးတဲ့မိစာတိုက်ခိုက်ရေးသမားလို့အမည်ပေးထားတဲ့ခြိုက်တန်ဆိုတဲ့လူပဲ။ခြိုက်တန်ဟုတ်တယ်။ तू ကအခုတော့မိစာစစ်စစ်ဖြစ်နေပြီ။သူ့ကိုရှုံးနေရင် तू စားတောက်တာကိုမင်းခံရလိမ့်မယ်။မင်းဖေအတွက်လက်စားချေချေတော့သူ့အနာတိုက်ခိုက်လိုက်ပါခွန်မင်း။ခွန်မင်းဟာတစ်ဖက်ကလူသားစားတယ်ဆိုတဲ့မိစာတိုက်ခိုက်ရေးသမားခြိုက်တန်ကိုကြည့်မိတယ်။ ခြိုက်ထန်ဟာခုံမင်းရှိဟာစီကိုအပြင်းဝင်လာခဲ့တယ်။ခုံမင်းကကြားကနေအော်ဟဲလို့ခြိုက်ထန်စီကိုတဲ့တဲ့ပြေးဝင်သွားလိုက်တယ်။အနားကိုရောက်တဲ့အခါမှာတော့ခြိုက်ထန်ရောခုံမင်းမှာနှစ်ယောက်စလုံးတပြန်းနဲ့တည်းခေါ်လိုက်ကြတယ်။အပေါ်မှာမျက်နှာချင်းဆိုင်ဆုံတဲ့ချိန်ခြိုက်ထန်ကခါကြစီကဓာတူတစ်ချောင်းကိုဆက်ထုတ်လိုက်တယ်။ခုံမင်းကတော့ခြိုက်ထန်ရဲ့လှုပ်ရှားမှုကိုမြင်တာနဲ့လူကိုလှည့်ချပြီးခြေတစ်ဖက်ကိုဆန့်ထုတ်လိုက်တယ်။ခုံမင်းရဲ့အပြောင်းလဲရခြိုက်ထန်ရဲ့ဓာထိုးချက်ကိုလွဲချော်ပါစီတယ်ခုံမင်းရဲ့ကကြက်က ိုက်ထိုင်ရဲ့ဇပိုးစီကိုတဲ့တဲ့မဲ့မဲ့ကြလာတယ်။ခြိုက်ထိုင်အယုတ်ကျိုးပြက်ပြစ်ကြသွားခဲ့တယ်။ခွန်မင်းဟာခြိုက်ထိုင်ရဲ့အနောက်စီကိုလိုက်ပါခုတ်ဝင်ပြီးစုံနူးနဲ့ဆောင်းချလိုက်တဲ့အခါမှာတော့ခြိုက်ထိုင်ကတစ်ဖက်စီကိုလှိမ့်ထွက်သွားတာမို့လက်မတွေလည်းလွတ်မြောက်သွားခဲ့ပါတော့တယ်။ခွန်မင်းဟာခြေကွက်ကိုဟွာသိန်းကကန့်ပြတ်နေ။ခြိုက်ထိုင်ကအနေငယ်လှိမ့်ထွက်ပြန်ပြီးတော့အဲ့ဒီအချိန်နဲ့ပဲလူကိုဆက်ချလို့လှဲ့ကထဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့လက်တစ်ဖက်ထောက်ပြီးဂျွန်းပြုတ်ဝင်လာတဲ့ခွန်မင်းကပုံမို့မျက်စက်ပွားပြီးထ ਾਇ ရနိုင်တော့ ခြားထံရဲ့ရုံဝစီကိုဒူးနဲ့တိုက်ချလိုက်လေတယ်။ခြားထံကလည်းဟိုင်းချက်ပြက်ပြီးတော့အယုတ်ကျိုးပြက်အကြခွန်မင်းကလည်းအခွင့်အရေးကိုဆုံးရှုံးမခံတော့အနောက်ကနေဒရက်ဆက်လိုက်ပြီးလူကိုလှည့်ပြစ်ချကားတရောင်ထုတ်လို့အောက်စီကခြားထံရဲ့မျက်နှာစီကို လူအကောတရောင်အားနဲ့ပါရိုက်ချလိုက်လေတယ်။ခွန်မင်းရဲ့တက်ကွက်ကခြားထံအတွက်ပွဲသိမ်းသွားစေခဲ့ပြီးခြားထံရဲ့မျက်နှာစီမှာသွေးတွေဖြာခနဲဖြစ်ပြီးတုတ်တုတ်တောင်မလုပ်တော့ခွန်မင်းဒူးတုတ်ထိုက်ကြကခြားထံကိုလက်အုပ်ချပြီးကြော့လိုက်လေတယ်။ မင်းအောင်မြင်သွားပြီခွန်မင်းငါနေနေတော့တိတ်ပြီးအောင်မြတည်ဘူးဒါပေမဲ့အောင်မြင်သွားပြီဆိုတော့မင်းအဖေအတွက်လက်စားချေဖို့မင်းထောက်ခွာနိုင်ပြီခွန်မင်းဟာအလုံးမဲ့ဝမ်းသာသွားခဲ့တယ်အပြင်မှာမင်းရဲ့အဖွဲသားတွေစောင့်နေကြပြီအခုပဲထွက်တွေ့လိုက်တော့ဟုတ်ကဲ့ဆရာဖေခွန်မင်းဟာခုံထပြီးတော့ဝမ်းသာစွာနဲ့အပြင်ကိုပြေးထွက်လာခဲ့တယ်အပြင်မဲ့စီအောင်ရောက်တဲ့အခါမှာတော့ခွန်မင်းဟာဆရာဖေစူးစီးစီစဉ်ပေးထားတဲ့လရွေးစင်လူတယောက်ကိုတွေ့မြင်လိုက်တဲ့အခါမှာ ဝမ်းသာစွာနဲ့ပြုံးလိုက်မိပါတော့တယ်။ချင်းဝင်ဟာကြော်မြင့်ရဲ့အိမ်အတွင်းထဲမှာထိုင်ပြီးနေရာစုံကိုလိုက်လံအကဲခတ်နေတယ်။ကိုထရရောက်မှာပါ။ခဏတော့စောင့်ပြီးပါ။ကြော်မြင့်ကပြောလိုက်တယ်။ချင်းဝင်ကခေါင်းကိုညိတ်ပြီးငါစောင့်နိုင်ပါတယ်။စောင့်စီအောင်မလုပ်ပါဘူး။ကြောက်ရောက်နေပါပြီ။ငါထွားအခန်းတကာဝါစီယာထွက်ပေါ်လာတယ်။ချင်းဝင်နဲ့ကြော်မြင့်တို့နေအောင်လှည့်ကြည့်မိတဲ့အခါမှာတော့ငါထွားနဲ့စောရအခက်တွင်းထဲကိုဝင်ရောက်လာခဲ့တယ်။ကိုထွားတို့ထိုင်ကြဗျာ။ ကျော်မြင့်ကထိုင်ကုန်နေရာဖယ်ပေးပြီးတော့ဆူလိုက်တယ်။ငထွားဝင်ထမ်းလိုက်တယ်။စောဝါကတော့ထိုင်ကုန်မှာမထိုင်ပဲငထွားရဲ့အနောက်မှာနေရုံကိုမိပြီးရက်နေတယ်။ကိုထွားအဲ့လီဆရာထွားကျုပ်ကိုကိုထွားလို့ပဲခေါ်ပါ။အေးအေးကိုထွားကျုံနဲ့ပူပေါင်းချင်တယ်လို့ကျော်မြင့်ကပြောထားတယ်။ဘယ်အတွက်ကြောင့်ပူပေါင်းချင်ရတာလဲ။ငထွားကဂျင်ဝန်ကိုဆူဆိုက်ချီကမေးလိုက်တယ်။ငါမင်းရဲ့အဆန်းဆောက်အလုံးသဘောကျလို့ အဖေကမှားနေပြီထင်တယ်။ဟင်။ငါထွားစကားဖြတ်ကပြောလိုက်တာမို့ကျင်းဝါဘာပြောရမှန်းမသိ။ဟင်ငင်းနဲ့ဖြစ်ကကြောက်အံ့သွားခဲ့တယ်။ဘယ်အတွက်ကြောက်ပူပေါင်းကျင်တာလဲလို့ကျုပ်ကမေးတာပါ။အော်ဟုတ်ပြီ။ဟိုအခုဒုလောကမှာနာမည်ကြီးနေတဲ့အမငမောက်ကြီးကိစ္စအတွက်ပါ။အဲ့ဒီကိစ္စအတွက်ကဘလို့ဖြစ်စေချင်တာလဲ။မင်းကလိုချင်လို့လား။ဟိုငါလိုချင်တာမဟုတ်ပါဘူး။ငါအဲ့ဒီရောက် ငါတို့တိုင်းပြည်စီမှာပဲရှိစေချင်တာမင်းတို့တိုင်းပြည်ဟုတ်လားငါတို့တိုင်းပြည်ဆိုတာတရုတ်ပြည်ကိုပြောတာမဟုတ်ပါဘူးဟုတ်ဒီဗမာပြည်ကိုပြောတာပါငါတရုတ်လူမျိုးဆိုပေမဲ့ဒီဗမာပြည်မှာမွေးဒီဗမာပြည်မှာအချင်းမြုပ်ပြီးဒီဗမာပြည်မှာပဲကြီးပြန်လာခဲ့တာပါအင်းဆက်ပါအောင်အထွားကကြည်ဝံကိုစူးဆိုက်ကြည့်ကစိတ်ကိုဖတ်ရင်ဆိုလိုက်တယ်ငါတောက်တုံးခဲ့ပြီးငါနေထရက်တီရှင်တန်ခဲ့ရတဲ့ရင်းမြစ်အတွက် ငါဒီရတဲ့နောက်ငါတို့ပြင်စီမှာပဲရှိစေချင်မိပါတယ်ဒါကြောင့်ပါကျင်းဝမလိညာကြောင့်ငါထွားသိမိလိုက်တယ်အဲ့နောက်တပ်ပြူတစ်ချက်ကိုချပြီးတော့ဒီရတနာကြီးကိုအတိတ်တုန်းကတရုတ်ပြည်ကငကနဲ့ခိုင်းကခိုးယူခဲ့တယ်ဆိုတော့ကိုမိချောင်းမိခဲ့ဘူးလားကျင်းဝချောင်းမိခဲ့တာပေါ့အဲ့ဒီတော့ဟောဒီဗမာပြည်တွေကပန်ရှင်ဖြစ်သူ ਆ ပဲပြန်လိုက်ပြီးအရယူခဲ့တာလို့လဲချောင်းမိတယ်သူတယောက်ထဲနဲ့အင်အားကြီးမလို့နဲ့ငကနဲ့ခိုင်းကြီးကိုအစိုးစင်ပြေးသွားခဲ့တာတဲ့ အဲ့နောက်တော့ဒီလူရဲ့သတင်းအစနာလုံးဝပျောက်ဆုံးသွားခဲ့တယ်။ငါထွားအตาရပဲပြုံးလိုက်မိတယ်။အဲ့ဒီလူကကြုတ်ပဲကြွဝမ်။ဟင်။ကြွဝမ်ကငါထွားကိုမျက်လုံးအဝိုင်းသားနဲ့တအံ့တော်ကြည့်လာတယ်။အဲ့တော့ငါတယောက်သေးတော့မဟုတ်ဘူး။ငါရဲ့သွေးတောက်ညီကို၄ယောက်လည်းပါခဲ့တယ်။ကြုတ်လည်းတယောက်ဖြစ်ပါဝင်ခဲ့တာပေါ့ဗျာ။အနောက်ကစောကမျက်နှာစီကိုဖုံးအုပ်လို့မတက်ဆောင်းထားတဲ့အုတ်ထုပ်ကိုချုပ်ပြီးပြောလာတယ်။ ချင်းဝါဟာငထွားကိုတလဲဆောအောက်ကိုတလဲကြည့်ပြီးအလွန်အားအားသိနေတယ်။ဒါဒါဆိုအမွားငမောက်ကြီးရဲ့ပိုက်ရှေကမင်းတို့ပေါ့။ငထွားခေါင်းညှိလိုက်တယ်။အဲ့ဒီရရနာကြီးကိုဇေယီထဲမှာထားပနာထားတာ။ကျွတ်တို့ဘက်ကလက်ဟောက်မှုလေးရှိချိန်မှာမြို့ခွင်းလိုခြောင်မြောင်းနေတဲ့ကောင်ကဝင်လို့သွားခဲ့တာပဲ။ချင်းဝါကငထွားပြောတာကိုဗဇက်အဟောင်းသားနဲ့နားထောင်နေတယ်။ဆောရကချင်းဝါရဲ့အနောက်စီကိုလှမ်းသွားပြီးချင်းဝါရဲ့ပခုံးကိုပုတ်ကအခုရောဘလို့လဲ။ ငါတို့နဲ့ပူပေါင်းကျင်တယ်လားကျေဝါကျေဝါကခေါင်းကိုပြပြတလဲညှိလိုက်တယ်ပူပူပေါင်းကျင်တာပေါ့ငါမင်းတို့ကအမွားငမောက်ကြီးရဲ့ fashion ဆိုတော့အော်နေမိတာမေးသေးကြရဲ့လားကျေဝါငါတို့ကမေးလိုက်တယ်သူနဲ့ဆောရကကျင်ဝဲရဲ့စင်ရင်အတိုင်းကိုသိရှိပြီးပြီဆိုပေမဲ့ကျော်မြင့်နဲ့ကျန်တဲ့လူတွေသိစီဖို့တမင်မေးလိုက်တယ်သိကြပါရဲ့ကိုထွားငါအတတ်နဲ့ရင်းပြီးတော့ကိုသိကြပါရဲ့ကိုထွား ကျော်မြတ်ကငထွားကိုခေါ်ပြီးအနားစီကိုကတ်လာတယ်။တိတ်ပြီးယုံကြည်လို့တော့မဖြစ်သေးဘူးထင်တယ်နော်။အတုံးချောင်းလောက်ပဲလှုပ်တော့ပိုကောင်းနေမယ်။ဒီကောင်အရင်ကပျော်ပွဲစားယုံတော်မှအတိုက်ခံလုပ်ပြီးစီစီငဲ့ဘူးလား။အခုမှအတိုင်းပြိုလာချစ်ပြနေတာမဖြစ်နိုင်တော့ဘူးထင်တယ်။ငထွားကပြုံးလိုက်တယ်။တိုင်းမြင်ချစ်စိတ်ဆိုတော့အချိန်တိုင်းရှိနေတတ်တဲ့သူရဲ့ယုတ်တည့်ရဲ့ထပြီးရှိတတ်တဲ့သူရဲ့ဘလို့ဘလို့ပဲရှိလာခဲရှိလာခဲတိုင်းမြင်ချစ်စိတ်ဆိုတာတော့အတူတူပဲမဟုတ်ဘူးလား။ ့ငါတို့ယုံကြည်လို့ရပါတယ်။ဟုတ်ကဲ့ကိုထွား။ကျော်မရအနောက်စီကိုပြန်လဲဆုပ်လိုက်တယ်။မထွားကကျင်ဝဲကိုပြန်လဲကြည့်လိုက်တယ်။ကောင်းပြီလေကျင်ဝဲ။မင်းရဲ့ပူပေါင်းမှုကိုငါဘက်ကလက်ခံတယ်။ငါတို့ဘာဆိုတော့ကိုလည်းမင်းကသိပြီးခဲ့ပြီဆိုတော့နောက်တစ်ချိန်ကျမင်းဘက်ကနောင်တမရနိုင်ဘူးလို့တော့ငါယူဆလိုက်ပဲ။ငါဘယ်တော့မှနောင်တရမှာမဟုတ်ဘူး။ကောင်းပြီလေ။ဒါဆိုအခုအစပြီးတော့မင်းနဲ့ငါတို့နဲ့အတူတူတော့တက်မှတ်လိုက်ပြီ။ ဒါပေမဲ့ငါကတော့အားလုံးကိုဥစားသူနော်ဒီလိုပြောရင်မဲ့လဲမင်းကငါနောက်လိုက်မဟုတ်ဘူးမင်းကတခြားတစ်ဖက်ကနေငါ့ကိုကူညီသူလို့ငါသတ်မှတ်မယ်ရပါတယ်ဘလို့ပဲဖြစ်ဖြစ်ငါကျေနပ်ပါတယ်ကဲဒါဖြစ်ငါတို့ကိုခွင့်ပြုအောင်ငါထွားထာယာကထားလိုက်တယ်ကျင်ဝံကလည်းလေးစားသမှုနဲ့လန့်လန့်ထားရက်လေးတယ်ကျော်မြင့်ငါတို့ပြတ်မယ်ဒီညအမေမင်းရရှိထားသမျှသတင်းတွေအကုန်လုံးစုစည်းထားလိုက်ဟုတ်ကဲ့ကိုထွား ငါတို့လိုက်မပို့ကြနဲ့တော့ငါထွားနေဆိုရအခါအတွင်းနေရနေပြန်လဲထွက်ခွာသွားခဲ့တယ်။ဂျင်ဝမ်နဲ့ကြော်မြင့်တို့ကတော့ငါထွားတို့နှစ်ယောက်ကိုငေးကြည့်ရင်ချိန်ရိုက်ခဲ့လေတယ်။ပရိသတ်များရှေ့နတ်ခတ်ရှင်ဆိုရနဲ့အိမ်မက်တရားအမျိုးဒီဇလတ်အပိုင်းခုနှစ်ကတော့ဒီလောက်ပါပဲနော်။နားစိန်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးအထူးပဲတင်ရှိသလို။စာရေးဆရာနောက်ယူဆေးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင့်။ ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစိမ်းထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။